အားလုံးမင်္ဂလာပါကျွန်တော် Chelsea 4ရောနဲ့ပြန်လည်ကြိုဆိုပါရစေ။အာကျွန်တော်တို့ဒီတစ်ပတ်ကတော့ဘောနော Premier League ယာတီပိတ်တိမ်ပွဲအဖြစ်အာကျွန်တော် Chelsea အာဒီ Tottenham Forest အင်ကွင်းမှာတွားရောက်ရှင်တယ်ကစားရမယ်ဘောနော်။အာဒီပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဟိုဘလို့ဘွက်ထွက်တင်တယ်ဘောနော်။ကျွန်တော် Tottenham Forest Forest ကိုကျွန်တော်တို့ဟိုရှင်မြိုင်တဲ့ခါမှာဘလို့လူစင်းကိုဦးစားပေးတင်တယ်ဆိုတော့အပိုင်းနဲ့ပတ်သက်ပြီးတော့အာဆွေးနွေးချင်တာဘောနော်။ဆိုတော့အာကျွန်တော်ဒီ Chelsea အနေနဲ့ဆိုရင်တော့ဒါပွဲ လို့မလဲအလူစင်းလူစင်းရာဘာမှအတန်ရဖြစ်ရမရှိဘူးအာဆိုဘလူကစားခုနှစ်ပဲထွက်ထွက်နော်တင်ဖော်ဝဲကိုတော့ကောင်းကောင်းရှင်းပြနိုင်မယ်လို့ကျွန်တော်ယူဆရပေါ့နော်ဒါပေမဲ့အာနီးပြအာအနေနဲ့ဘာတွေလုပ်မလဲဆိုတာပို့ပြီးတော့ဟိုစိတ်ဝင်စားဖို့ကောင်းတယ်ဆိုဟိုအဒီနေ့ပွဲမှာဆိုရင်တော့ကျွန်တော်တို့ဒီနော်တင်ဖော်ဝဲအခြေအနေကိုတော့နည်းနည်းတော့ပြန်ကြည့်သင့်တယ်လို့ထင်တယ်အဲဘာကြောင့်လဲဆိုတော့ဒီနီးပြက အင်စာတိတ်ပြီးကောင်းကောင်းလုတ်တက်တဲ့နေရာမျိုးမဟုတ်တဲ့ခါတော့ဟိုဘလို့ထွက်လာမလဲဆိုတာအာနည်းလည်းခမန်းခက်တယ်ခမန်းခက်တယ်ပြီးတော့ဟောဘာပြောချင်တာလဲဆိုတော့အာဒီဟိုတပွဲရိုးပလန်ပေါ့နော်တပွဲရိုးပလန်အရန်အားနေတဲ့အာနေရာမျိုးဖြစ်တယ်ဆိုတော့အော်ဒီနေ့ပွဲမှာဆိုရင်ဒါတပွဲရိုးပလန်ကပို့ပြီးတော့အလုပ်ဖြစ်မဲ့အနေထားမျိုးမှာအာသူ့ရဲ့ပုံစံတိုင်းဒီ ကျွန်တော်တို့အရေးကြီးတဲ့ပွဲမှာဆိုရင်ဒီကန်ဆယ်ကိုရိုက်ဘက်ထွက်လာမှာမျိုးကျွန်တော်စိုးရိမ်နေပေါ့နော်ဆိုတော့ဒါကျွန်တော်အကြိုက်လူစီးကိုကျွန်တော်ဟောပြောပြချင်တယ်ပေါ့နော်ဆွေးနွေးချင်တယ်ဆိုတော့ကိုယ်တော်ကတော့ဘလုံးနဲ့ကျွန်တော်တို့ဒီတရားဒီလုံး operation ချက်နဲ့ထွက်လာတာဖြစ်တဲ့အတွက် operation ချက်ကိုပဲဦးစားပေးပြီးတော့ဘာမဆိုလဲပြစ်သိပ်ပြီးတော့ပြဿနာမရှိတဲ့အနေအထားမျိုးဟိုဖြစ်တယ်ပေါ့နော်ဆိုတော့အော်ဒီအဲဆန်နဘတ်ဆန်နဘတ်ကတော့ဒီ Northern Forest က မတို့ Northern Forest ရဲ့တိုက်စစ်ကိုတစ်ချက်ကြည့်ရမှာနော်တစ်ချက်ကြည့်ရမှာဆိုတော့ Chris Wu လို့ဒီအမြင်ပေါ်အားတာတဲ့အဲဒီအယံမောင်းပြီးတော့ဒီခနာကိုဖွဲ့စည်းပုံတက်ခိုင်မှုအကောင်းတဲ့ဒီ Chris Wu လို့တိုက်စစ်မှုမျိုးထိမ့်မှုဆိုရင်တော့ဒါကျွန်တော်အကြိုက်ရဆိုရင်တော့ဒါအမြင်ပေါ်လည်းအားတာရမယ်ဆိုရင် setup ပဲမဆိုရင်ကျွန်တော်တို့ခြေလုပ်ဘက်ကိုကျွန်တော်ပွတ်ထုတ်မယ်ပြီးတော့ကျွန်တော်လက်ပိုင်းကိုဝဲနဲ့တွဲမယ်ပေါ့နော်ဆိုတော့ဒီ center back နှစ်ယောက်ကတော့ အတင်းတော်ဆုံးလို့ကျွန်တော်ကမြင်တယ်ပြီးတော့လက်ဘက်လက်ဘက်ကတော့ကျွန်တော်ချွင်းချက်မရှိကူကူရလာကိုပွတ်ထုတ်ပွတ်ထုတ်မယ်ပွတ်ထုတ်တဲ့ဒီကမားရဲ့ impact ဘယ်လောက်ကြီးလဲဆိုကျွန်တော်ဒီရဒီမှာတွေးရတွေးရမယ်ပေါ့နော်ဒီသူ့အနေနဲ့ညာနီပြားရဲ့စိတ်ခိုင်းချက်တိုင်းကောင်းကောင်းအလုံးလုံးနိုင်တဲ့အာကာသမားမျိုးဖြစ်တာကြောင့်သူကတော့ပါကိုပါရမယ်အဲဆိုဒီ right back မှာပြဿနာရှိရပါလေဆိုတော့ right back မှာ kain zero ထားလာမှာကိုပဲစိုးရင်နာဆိုတော့ဟာ ကာစီရိုထားရမလို့မလို့လို့ကျွန်တော်ကယူဆရပေါ့နော်ဒီဒီနေသားမှာဆိုရင်ကျွန်တော်တို့အာဒီမလောက်ကစရိုသုံးမဟုတ်ချင်းပေါ့နော်အာဒီကားသမားနှစ်ယောက်ကိုဥသာပြပြထုတ်စီခြင်းလေထုတ်စီခြင်းလေဆိုတော့ဘာကြောင့်ဒီလိုပြောရလဲဆိုတော့ဒီတစ်ဖက်ကအာဒီနော်ဒီယန်ဖော်ရရဲ့တောင်မန်ကတောင်မကအစံဟိုရိုင်းသုံးမဟုတ်ကျွန်တော်တို့အီလန်ကနှစ်ယောက်တယောက်ကတော့ပါလာမှာတည်ကြတယ်အဲ့ဒီနှစ်ယောက်ကဒီအာဒီ channel run နေပြီးတဲ့ အခါမျိုးမှာဒီကန်စီရိုက important နဲ့ဝင်နေတဲ့အနေအထားမျိုးရှောက်သွားလို့ရင်စောပြေသနာတက်ဘောနော်တက်ပြီးကောကောပါဆိုတော့ဟိုအဲ့ဒါကြောင့်ကျွန်တော်ကဒီအဲ့ဒီကန်စားကစားသမားကိုလည်းကျွန်တော်တို့ထိန်းနိုင်မယ်ပြီးတော့ overlap ကိုလည်းကောင်းလိုက်နိုင်မယ်အဲဆိုရဲပုံစံမျိုးပေါ့နော်အဲ့ပုံစံမျိုးနဲ့ဆိုရင်ကျွန်တော်ဟာဒီ right back မှာ right back မှာဒီကစားသမားနှစ်ယောက်ပေါ့နော်ဂျိန်းနဲ့အမလုကစတိုနှစ်ယောက်ပဲကစားသမားကိုပဲထည့်တယ်ပေါ့နော်နှစ်ယောက်သုံးထည့်ကျင်တယ်ဆိုရင်လည်းဒီလပိုင်းကိုဝဲဟို ထားမယ်ပြီးတော့ဒီချလိုပါနေရာမှာဒီဂျိန်းကိုဆန္ဒပတ်အနေနဲ့အသုံးခံအသုံးပြုကစားမယ်ဆိုရင်လည်းအဆင်ပြေတယ်ပေါ့နော်ဆိုတော့ဒါဆိုရင်ဒါမှလိုကတ်စတိုကျွန်တော်တို့ right foot back အနေနဲ့အသုံးပြုမှဆိုရင်တော့အဆင်ပြေဆိုတော့ဒီကွင်းလယ်မှာသူမနက်ပြောရင်ဒီနိပြကကောင်းကောင်းပလန်မချတတ်သေးဘူးဟန်တယ်မလုံနိုင်ဒီကတည်းကမကွန်းလည်းကတည်းကတော့တုံးကိုဟန်တယ်မလုံနိုင်သေးတဲ့အနေထားမျိုးပေါ့နော်အဓိကကလည်းဒီ right back မှာဒီအ ကန်စီရိုထားခြင်းကလည်းဒီကွင်းလယ်မှာလာဘီယာကိုထားခြင်းတော့ဟိုပြဿနာတက်တဲ့အပိုင်းပေါ့နော်ဆိုတော့ဒီကွင်းလယ်မှာဘလိုဟန်တယ်လို့မလို့ဆိုတော့နီးပြတ်မှာအဖြစ်မရှိသေးဘူးဆိုတော့ကျွန်တော်စိတ်ကြက်အရာဆိုရင်ကျွန်တော်အာဒီလိုပွဲမျိုးမှာအန်ဆိုဖာနန်ဒက်ကိုမအောက်ချပေမဲ့သူ့နေနဲ့လာဘီယာကိုအသုံးပြုခြင်းနဲ့ဆိုရင်တော့အန်ဆိုဖာနန်ဒက်ကိုခဏအောက်ထားပြီးတော့လာဘီယာနဲ့ကန်စီရိုကိုတွဲမယ်ပေါ့နော်ကန်စီရိုကအာပြစ်ထားလို့မရတဲ့ကာသမာဖြစ်တာအကြောင်းပေါ့နော်ဆိုတော့အာဒီအတွဲနှစ်ယောက်ကို ဟိုတွဲကျင်နေဆိုရင်တွဲလို့ရမယ်ပေါ့နော်ဆိုတော့နောက်တစ်ခုရှိရပါတော့သုံးအောင်သလုံးထည့်နေဆိုရင်လည်း okay သုံးအောင်သလုံးပြုံထည့်လိုက်ပြီးတော့ကျွန်တော်တို့အော်တိုက်စစ်ဒီတိုက်စစ်ကတောင်မန်ကဒီနတူသုံးဟုတ်မာရူကေပေါ့နော်တီကန်မာမာရူကေဆိုရင်ဒါထုတ်ခဏအောက်ထားလို့ရတဲ့ကာမမျိုးပေါ့နော်အဲ့လိုမျိုးအောက်ပြီးတော့ဥပမာဟိုဒီအာ right wing မှာပေါ့နော် right wing မှာထားပြီးတော့ဒီအဆိုဖနန်နက်ကိုလည်းမတန်းလို့နေရအောင် ပြည်ပြင်ယူခိုင်းတဲ့ပုံစံမျိုးဆိုရင်လည်းအဆင်ပြေနိုင်တယ်လို့ကျွန်တော်ကယူဆတယ်ဆိုတော့ဟိုကျွန်တော်ကြိုက်ရဆိုရင်တော့ဒီကုဏ္ဏကသမား၃လောက်တလုံးကိုကျွန်တော်ပြစ်ထည့်ပါပြစ်ထည့်ပြီးတော့အလုံးလုံးမယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ဟိုဒါအဖြေတော့မဟုတ်ဘူးပေါ့နော်ဖြေမဟုတ်ဆိုတာဒီလိုပွဲမျိုးမှာမှ၃လောက်တလုံးကုဏ္ဏမှာပြုံထည့်လိုက်တာရတော့နည်းနည်းလေးတော့ဟိုဒီအတင်းရကစားကွက်ကိုနည်းနည်းဟိုဘယ်လိုပြောမလဲ ဟိုလုတ်ဖြစ်စင်မယ်လို့တော့တိတ်တော့မမြင်ဘူးပေါ့နော်ဆိုတော့ဒါကျွန်တော်ကြိုက်တာကျွန်တော်ကြိုက်တခုလာဖြစ်တယ်ပေါ့နော်ပြီးတော့ဟာဒီလဝင်းမှာလဝင်းမှာကျွန်တော်ကစံချိုကိုထည့်ကျင်တယ်စံချိုတက်သူအလုတ်ဖြစ်လုတ်တော့တိတ်မဖြစ်ဘူးပေါ့နော်ဝါရွေးရာနည်းနည်းလေးနဲတယ်ဆိုပေမဲ့အာဒီကစားသမားရဲ့ isolate တယောက်ကြောက်ချင်းဖြတ်ချမှု11 situation မှာအလုံးလုံးပုံကိုကျွန်တော်သဘောကျတယ်ပြီးတော့ဒီဟို right wing မှာ right wing မှာဆိုတော့ကျွန်တော်ကအာဒီ မရူကေဒီလောက်ဝင်းမှာအလုံးမဖြစ်နေရဘူးကျွန်တော်လောက်ဝင်းမှာပြန်ပို့ခြင်းတယ်ပေါ့နော်ပြန်ပို့ခြင်းတယ်ဆိုတော့ဒီဒီကလမတာမို့ကျွန်တော်တို့ကိုယ့်လက်မှာ၃ယောက်ပြုံပြီးတော့ထည့်မယ်ဆိုရင်ကိုဘမောက်ကိုထားမယ်ပေါ့နော်တိုက်စစ်မှာတော့လက်ရှိအနေထားရကျွန်တော်တို့အသင့်တော်ဆုံးကသမားဆိုရင်ဒီမကီယူကိုပဲကျွန်တော်ပစ်ထည့်ခြင်းတယ်အတိုင်းရချောကလည်းအလုံးလောက်တာအပြောပြမလဲဟိုမခုမကအလုံးလောက်ပြင်မယ်လေဒီကသမားရဲ့ငွေရတဲ့ ်ငွေမှုပေါ့နော်ပြီးတော့သူ့ရဲ့ဟာဒီနေရာမှာသူ့ရဲ့နေရာမှာမကစားရတဲ့အနေထားမျိုးကြောင့်နည်းနည်းရုပ်ကန်ရတာမျိုးတွေရှိတယ်ဆိုတော့တသိမှုစစ်စစ်လည်းမဟုတ်တဲ့ခါတော့ဆိုတော့မကီကိုကျွန်တော်ပြစ်ထည့်ခြင်းနဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ Northern Forest နောက်တန်းပေါ့နော်နည်းနည်းပို့ပြီးတော့အလုံးရှုံမယ်လို့ကျွန်တော်ယူဆတယ်ဒီ Time Range နဲ့ Time Range ထပ်ဆိုင်ပေါ့နော်ဆိုတော့ဘိုင်းနက်ကဘယ်လိုဖြစ်မလဲဆိုတော့ဒီနောက်တန်းမှာတော့ ဒီ chain ရောမာလူကတ်စတိုထည့်နေတယ်ဆိုရင် chain ကို center back ဖြစ်ထားပြီးလပိုင်း9နဲ့တွဲပြီးမာလူကတ်စတိုဒီကျွန်တော်ဝင်းဘက်ဒီပြန်ဝင်းဘက်မို့ဒီဖူဘက်အဖြစ်ကောင်းကောင်းသုံးချမယ်ဆိုရင်တော့ရတယ်ပြီးတော့ကူရယ်လာကတော့ဘလုံးနဲ့ပေါင်ဝင်လာမှာဖြစ်တဲ့အတွက်ကူရယ်လာပါအဲ့ပေါ်တော့ကွင်းလယ်ကတော့ဒီ၃ရောက်တလုံးကိုပြုံထည့်နေတယ်ဆိုရင်ကျွန်တော်ပြောသလိုကိုပါမောက်ကိုဒီ right wing မှာထုတ်ပြီးတော့ကစားစင်မယ်ဒီအဆိုဖနာတက်နဲ့ဒီဝက်ဆက်ကန်စီတို့ တက်စစ်ကိုဥသာပေးခြင်းပေါ့နော်ဥသာပေးခြင်းလဲဆိုရင်ကန်စီတိုကိုကျွန်တော်တို့အာဘယ်လိုပြောမလဲအာပေါ့ဒူပေါ့ဆန်ဆန်ကစားခိုင်းမယ်အန်ဆိုဘနန်းနကိုနမတန်းလို့နေတာအာသွားပြောကစားခိုင်းမယ်ပေါ့နော်ဆိုတော့ဒီဘက်မှာတော့ကျွန်တော်ဆန်ချိုကစားကစားစီခြင်းနဲ့တက်စစ်မှာတော့မက်ကီဘူးပေါ့နော်အာဆိုတော့ဒါကတော့ကျွန်တော်အာအမြင်ပေါ့နော်အမြင်ကိုကျွန်တော်ကပြောချင်တာဖြစ်တယ်ဆိုတော့နီးပြဘလို့ထုတ်လာမလဲဆိုတော့ဟိုတစ်ချက်စောင့်ကြည့်ရမယ်ပေါ့နော်ဒီထဲမှာမှကျွန်တော် ဟိုနီးပြားကျွန်တော်တော့မလုပ်ဖို့အရေးကြီးတာကဒီကိုင်စီရိုရိုက်ဘက်ကြီးနဲ့ထားပြီးတော့အကစားလာမှာပဲပေါ့နော်ဒီကစားကွက်ကြီးကိုကျွန်တော်တို့ဟိုအတင်းနေအမြင်နေကြပြီအဒီကစားကွက်ကိုကျွန်တော်တို့မစ်ပလွန်နဲ့ကောင်းပိတ်ချလိုက်လို့ရင်ဘာမှအလုံးမဖြစ်ဘူးဆိုတော့ကျွန်တော်တို့လူကဆန်နဲ့ပွဲမှာမြင်ပြီးသားဖြစ်တဲ့အတွက်နီးပြားအနေနဲ့ကောင်းကောင်းသင်ခန်းစာရလိမ့်မယ်လို့ထင်တယ်ဆိုတော့ဒါကကျွန်တော်အမြင်လားဖြစ်တယ်ပေါ့နော် ဒီကိုယ်တို့အမြင်နဲ့ပြောသွားကြပါအောင်ဘယ်ကလာမောက်ထည့်မယ်ဆိုရင်တော့နောက်တဲ့ follow ကိုကောင်းကောင်းရှင်းနိုင်မယ်ပေါ့နော်အဲဘလို့အနိုင်ယူနိုင်မလဲဆိုတာလေးပြောသွားကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်